ဖြီတိမ်မှာကမ်ဘရစ်ရှိုင်းယားကနေလန်ဒန်မြို့ရဲက King Cross ဘုရားကိုသွားနေတဲ့ယထာပေါ်မှာထားထိုးမှုဖြစ်လို့အနည်းဆုံးလူ၁၀ဦးဆေးရုံတင်ထားရပြီးထိုဆေးဝုအနက်၉ဦးကအသက်အန္တရာယ်ဆိုးရင်ရတယ်လို့သိရှိရပါတယ်။ခြေတပ်ဖွဲ့ကယခုထားထိုးမှုကိုအရေးကြီးဖြစ်ရတဲ့ခုလို့သတ်မှတ်ထားပြီးစုံစမ်းစစ်ဆေးဖို့နဲ့အကြမ်းဖက်မှုတံပြန်ရေးအရာရှိတွေကိုလည်းဖြန့်ချက်သွားမယ်လို့သိရှိရပါတယ်။ရင်းဖြစ်ရဖြစ်ပွားချိန်မှာခရီးသွားတွေဟာ ထွန်ကက်စတာကနေလန်ဒန်မြို့ကင်းခရော့စ်ဘူဒါကိုသွားနေတဲ့ညနေ6:25မိနစ်ရထားခရီးစဉ်ကိုစီးနေကြချိန်လေးဖြစ်ပါတယ်။ဒီဖြစ်ရနေပတ်သက်ပြီးလူနှစ်ဦးကိုဖမ်းဆီးထားတယ်လို့ကမ်ဘရစ်ရှားယာရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပြီးအွန်လိုင်းမှာပြန့်နှံ့နေတဲ့ဓာတ်ပုံတွေရုပ်သံတွေရထားထုတ်မှုဖြစ်ပွားခဲ့တဲ့နေရာဟာဟန်တင်တန်ဘူဒါမှာဖြစ်ခဲ့ကြောင်းသိရှိရပါတယ်။ဗြိတိန်ဝင်ကြီးချုပ်ကီယာစတာမာကတော့ ယခုဖြစ်ရက်ကအရန်စိုးရင်စရာကောင်းပြီးဒေတာအာနာပိုင်တွေရဲ့အကြံပြုချက်ကိုလိုက်နာကြဖို့ပြည်သူတွေကိုတိုက်တွန်းထားကြောင်းသိရှိရပါတယ်။